ရှစ်နှစ်တာတန်ရောစင်ကိုအဆုံးသတ်ပြီးလမ်းခွဲသွားတဲ့ချစ်သူလေးကြောင့်မိခင်ရှေ့မှာရှိတ်ကြီးတင်ငိုခဲ့တဲ့တရုတ်ဆောင်လင်းအောင်ခေလက်ပြာတခြင်းနဲ့လူတိများခဲ့တဲ့အစိုးရကောင်မလေးစုလိုက်နဲ့တော်နေတယ်ဆိုပြီးလွန်ခဲ့တဲ့နှစ်တွေမှာလင်းအောင်ခေကဝန်ခံခဲ့ပြီးချစ်သူတတ်တန်းဟာဆိုရင် ရှစ်နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါရဲ့ရှင်လင်းအောင်ခေဟာ TikTok ဗီဒီယိုလေးတွေရိုက်ပြီးအောင်မြင်မှုများစွာရရှိခဲ့ပြီးစေကျော်တက်ကောင်မလေးတွေရဲ့အသေးစွဲဖြစ်ခဲ့ပါသေးတယ်။ ။ဆုလိုက်ဟာဆိုရင်လေရုပ်လေးနဲ့အတန်လေးပါချစ်စရာကောင်းတဲ့သူတယောက်ပါနော်။သူတို့နှစ်ယောက်ဟာလူသိရှင်ကြားမတွဲဖြစ်ခဲ့ပေမဲ့အရန်ကိုမှလိုက်ဖက်တဲ့အတွဲလေးပဲဖြစ်ပါတယ်နော်။ဒါပေမဲ့အခုချိန်မှာတော့လွန်ခဲ့တဲ့ရက်ပိုင်းကလင်းအောင်ခစ်ကသူမိခင်ရှေ့မှာဝန်းနေစွာငိုနေတဲ့ Vedia Fine တစ်ခု ပြန်လာခဲ့ပါတယ်။အဲ့ဒီဒီရံနဲ့ပတ်သက်ပြီးပရိသတ်တွေက စိတ်ပူခဲ့ကြပြီးဘာကြောင့်ငိုနေတယ်ဆိုတာလဲအရန်သိကျင်နေကြပါတယ် လင်အောင်ခေတ်ဟာအဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘာတစ်ခုမှမဖြေရှင်းခဲ့ပါဘူး။ဒါပေမဲ့ဒီကနေ့မှပဲလင်အောင်ခေတ်ရဲ့ Facebook account မှာ She years and now it's over ဆိုပြီးရှစ်နှစ်ကြာရဲခဲ့တဲ့ချစ်သူကောင်းမလေးစုလိုင်းနဲ့ပြတ်ဆဲသွားခဲ့ပြီဆိုတဲ့အကြောင်း Facebook မှာတင်ခဲ့ပါတော့ပရိသတ်တချို့ကလည်းဝေဖန်မှုတွေရှိကြသလိုအားပေးနှစ်သိမ့်မှုတွေလည်းရှိကြပါရဲ့ရှင်တွဲတော့စာဝန်တွေပြတ်တော့ public ဆိုပြီး တချို့ကလည်း စစ်သူကောင်မလေးက short video တွေရိုက်တာမကြိုက်လို့လားဆိုပြီးမေးကြပါတယ်။နင်းအောင်ခေရဲ့အမေကလည်းတကယ်စစ်မှန်လို့ရှိရင်ပြန်လာမှာပါ။အချိန်တစ်ခုအထိစိတ်ရှည်ပေးလိုက်ပါဆိုပြီး။အမေဖြစ်သူကပါတားဖြစ်သူလင်းအောင်ခင်းနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲနေရှာပါရဲ့ရှင်။